ထိုင်းနိုင်ငံအတွင်းမှာကိုဗစ်အတည်ပြုလူနာသေ6000ကျော်တိုးလာတယ်လို့သိရပါတယ်။ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရမေလ25ရက်နေ့ကနေ31ရက်နေ့အထိယောဂါပိုးတွေ့ရှိသူဟာ6580ဦးထိရှိခဲ့ပြီးသေဆုံးသူ3ဦးရှိခဲ့တယ်လို့သိရပါတယ်။ယောဂါကူးစက်ခံရသူတွေအနက်အသက်60အထက်ကူးစက်ခံရသူဟာ9600ခန့်ရှိနေပြီ။အများဆုံးကတော့အသက်30ကနေ39နှစ်ကြားလူလက်ပိုင်းတွေမှာကူးစက်ခံရမှုပုံမှုများပြားနေခဲ့တာပါ။ ထိုင်းဆိုရဖွဲ့ကျမ်းမာရေးဝန်ကြီးကတော့အခုလိုကိုဗစ်ကူးစက်ခံရသူအရေအတွက်မြင့်တက်လာတာဟာအားအသင့်စရာဖြစ်ပြီးဒီအခြေအနေတွေကိုကင်တွယ်ဖြေရှင်းနိုင်ဖို့ပြင်ဆင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်ပြည်သူတွေအနေနဲ့ပြင်ပကိုထွက်ခွာခြင်းမှာမတ်စတက်ဖို့လက်ကိုမကြခဏစီကြောဖို့ကိုလည်းထိုင်းကျမ်းမာရေးဝန်ကြီးဌာနကတတိပေးထားပါတယ်လက်ရှိဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါဟာမျိုးရိုးဗီဇပြောင်းလဲပြီးအသက်အန္တရာယ်ကိုချိန်ချောက်နိုင်စွမ်းကြာဆင်းသွားတယ်ဆိုပေမဲ့ကလေးငယ်တွေအသက်အရွယ်ကြီးရင်သူနဲ့ နာတာရှိဝေဒနာခံစားနေရသူတွေအတွက်စိုးရိမ်နေရစေဖြစ်ပါတယ်။အခုလိုသတင်းတွေကိုပုံပုံမျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရေရှည်ရက်တည်နိုင်ရေးအတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအစ်အစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျွန်တော်တို့သတင်း Channel ကိုလည်း Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ။